哦ပတ်စားပါဟိုဇာတိကတော့ရှင်မင်းဆောင်ကကနေမဲ့ပုံနေတဲ့ဘက်ကတော့တတုံးတ၄၆လေးပါတောင်ခရမ်းဇာတိပါကျွန်တော်ယောသားစစ်စစ်ပါကျွန်တော်မျိုးသမီးကတော့မကွေးသူပါကျွန်တော်အဲမကွေးကိုလိုက်ပြီးမှလှုပ်လှုပ်ရင်းနဲ့ကျွန်တော်ဒီမကွေးရနေမှာပေါ်တာဆွဲခံရတာပါစစ်မှုမထမ်းရမနေရစီမှာပေါ်တာဆွဲလို့ကျွန်တော်တို့ကလေးမျိုးကိုရဟဲ့လေးရင်းနဲ့ခေါ်သွားပါတယ်ခေါ်သွားတော့အဲ့ဒါမှရောက်တော့ကျွန်တော်တို့ပတ်စားလေးကိုအဲ့ဒါမှတနက်အဖြုတ်အတက်တွေကိုတင်ပေးရယ် ဖြစ်ခတ်မှုပုံစံမျိုးတွေကိုတို့တင်ပြပေးပါတယ်။အဲ့ဒါပြီးရင်အရေးကြီးတဲ့ဆိုရင်ကျွန်တော်တို့ပတ်စာတွေကိုရှည်တန်းအောင်ပို့တယ်။ရှည်တန်းအောင်ပို့တဲ့အချိန်မှာကျွန်တော်တို့ကိုလေရဟက်လေရင်းနဲ့ဒီဟာခါမျိုးယူဟာကုန်းဆိုတဲ့စစ်တပ်ဟိုပို့အဲ့ဒါကိုချပေးတော့ညနေ6နာရီခွဲဝန်းကျင်တော့ကိုကျွန်တော်တို့ရောက်ခဲ့ပါတယ်ရဟက်ရင်းနဲ့ရောက်ခဲ့ပြီးတော့နိုင်ခွေကြကြလောက်နားပြီးတော့ကျွန်တော်တို့ရည်ကြီးရဲ့စုကြကြမှာဒီဟိုကတောက်တန်ကုန်းဖက်ကိုကျွန်တော်တို့ ကားနဲ့လိုက်ပို့ပါတယ်ကားနဲ့လိုက်ပို့လိုက်တော့အဲ့ဒီအချိန်ကကျွန်တော်တို့ကလုံကြုံရေးပို့စစ်ကတော့တစ်ခါမှတော့မတိုက်ဘူးပါဘူးအဲ့ဒီအရာမှာကျွန်တော်တို့ရောက်တော့ကျွန်တော်တို့ပတ်စာတွေကိုကြီးစံတယောက်ကို90စီပေးပဲလက်ပြပုံတစ်လုံးစီပေးပါတယ်တနက်ကတော့အရေးကြီးတဲ့အချိန်ကျမှကိန်းဆောင်တဲ့အချိန်တော့မှပဲပြီးပြီးကိန်းပြီးသွားနေသူတို့ကပြန်သိမ်းပါတယ်အဲ့ဒါဒီစစ်တပ်တရနေပြီးမှပတ်စာတွေထုတ်ပြေးလို့ရှိရင်ဒီ CD အနို PDF တို့တွေကနေပြီးမှဟိုကျွန်တော်တို့ ဒီတက်နဲ့ကိုအပ်ပြီးလို့ရှိရင်လည်းဟိုကသူကငွေကိုချိမြင်နေငွေချိမြင်ပြီးလို့ရှိရင်လည်းမင်းတို့ကလကားမထားဘူးသူတို့လိုအပ်တဲ့အချစ်လက်တွေကိုမင်းမြန်းတော့ပြပြီးဆိုလို့ရှိရင်သူတို့ကတခါတည်းတက်ပြတယ်ရှော့ပြတယ်အဲ့လိုမျိုးသူတို့စစ်တာဝါရဖြန့်တယ်တော့ဝါရဖြန့်တယ်ဟိုအဲ့ဒါဆိုကျွန်တော်တို့လည်းမလုပ်ချိမဲ့လူတို့မထူးတော့ပါဘူးဆိုချိန်မှာတေခမတေတော့ဆိုချိန်မှာကျွန်တော်ကထူပြေးခဲ့တာပါတက်နဲ့တပါယူပြီးမှနှစ်ယောက်ထူပြေးလာခဲ့တယ်ထူပြေးလာခဲ့တဲ့အချိန်မှာဒီခါခါ ဒီရဲ့အဖွဲ့ကိုလူငယ်ဖွဲ့ဖို့ဗျာအဲ့ဒါကကျွန်တော်တို့နေတွေ့တော့သူကကောင်းကောင်းမွန်မွန်ပဲကျွန်တော်တို့ကိုစူးစူးပါတယ်သူသူမှကျွန်တော်တို့စားဝတ်နေရေးအဆင်ပြေအောင်ကျွေးမွေးတယ်စောင့်ရှောက်တယ်အနေမပြုတ်အောင်အဲ့လိုမျိုးတွေကသူကတနက်တည်းလဲကျွန်တော်တို့ကဒါအမှန်ကန်လဲအပ်ပါတယ်သူတို့စုလဲချင်းမြင်ပါတယ်ဟုတ်စုလဲချင်းမြင်ပါတယ်အခုလဲကျွန်တော်တို့မိဘတွေရေသွားကြည့်နေအောင်ကျွန်တော်အဲ့တောင်ကန်းကိုလဲဒါကျွန်တော်ဒီဟာကလူငယ်အဖွဲ့ကနေပြီးမှကျွန်တော်တို့ကို အိမ်ကြီးအရောက်လိုက်ပို့ပေးပါတယ်ရေးစစ်ပြီးမှအဲ့ဒါကိုဒီစစ်တပ်ကနေမှထွက်ပြေးတဲ့လူမှန်သမျှကိုတတ်တယ်ဆိုတော့ဒီဝါရကိုသူတို့ဖြတ်နေတာကိုမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ပတ်စာတွေတည်စီချင်းလို့ကျွန်တော်ကအဲ့လိုလိုမျိုးပြောပြပေးတာပါနောက်အဲ့ဒီပြောချင်တာဒီပတ်စာမှန်သမျှလည်းဟိုထွေပြလို့ဒီလူငယ်ဖွဲ့နဲ့တွေ့လို့လဲတက်ခမ်းမယ်ဆိုတာမျိုးလည်းမဟုတ်ပါဘူးအဲကျွန်တော်လည်းအမြဲတမ်းကြိုးစားပါတယ်ပတ်စာမြန်လည်းများလည်းအကုန်လုံးတကယ်လို့ကပြည့်မယ်ဆိုလို့ရှိရင်လည်း ျွန်တော်တို့နဲ့အမြန်ဆုံးဆက်သွယ်ပေးပါလို့ကျွန်တော်မေတ္တာရပ်ခံပါတယ်ကျွန်တော်ပြောချင်တာတော့ဒီလောက်ပါ